လော်ဘီအခွင့်အလမ်းတွေဖန်တီးဖို့ပြန်လုရှာနေတဲ့ Bevan အဖွဲ့ဝင်ဟောင်းစွန်ညီအရင်အတည့်ရဲ့စိုးဝါးတဲ့လုံရက်တွေကြောင့်အငင်းပွားမှုတွေအပေါ်ဝေဖန်မှုတွေဆက်လက်ရှိနေပေမဲ့လည်းတရုတ်နိုင်ငံမှာဖျော်ဖြေရေးဆိုင်ရာအခွင့်အလမ်းတွေကိုပြန်လည်ရှာဖွေနေတဲ့စွန်ညီကကိုရီးယားထွက်ခွာဖို့ပြင်ဆင်နေလို့သိရပါတယ်။အဲဒါနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့လကကိုရီးယားနိုင်ငံကိုထွက်ခွာခဲ့ပြီးတော့ သူရဲ့အလုပ်တွေကိုပြန်စားဖို့ရည်ရွယ်ချက်မရှိဘူးလို့ဆိုပေမဲ့အတွင်းလူတို့ကဆွန်ကြီးကတရုတ်နိုင်ငံမှာတည်ကြတဲ့အစီအစဉ်တွေကိုထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမဲ့လည်းဖြောပြေးလုပ်ငန်းကိုအလွန်စိတ်ဝင်စားပြီးတော့အခွင့်အလမ်းများစွာကိုရှာဖွေလို့နေပါတယ်။အဲဒါကြောင့်ဖြောပြေးလုပ်ငန်းတွေမှာအရင်ကရင်းနှီးခဲ့တဲ့လူတွေကိုချိတ်ဆက်ပြီးတော့အသုံးချနေရလို့သတင်းတွေကဖော်ပြထားပါတယ်။ဆွန်ကြီးကဖေဖော်ဝါရီတုန်းကဖြောပြေးပုဂ္ဂိုလ်တွေနဲ့စီးပွားရေးအသီးမိတ်ဆွေတွေနဲ့အတူတည်ထောင်စုဝေးမှုတစ်ခုအတွင်း ကိုရီးယားမှာနောက်ဆုံးတွေ့ရှိခဲ့ပြီးတော့ချော်ဘိုအမွေဆက်ခံသူအပအဝင်ထင်ရှားတဲ့အပေါင်းအသင်းဟောင်းတွေနဲ့နေကတဲ့ဆက်ဆံရေးတွေရှိနေရလို့သိရပါတယ်။သူကဘက်ဘန်အဖွဲ့ဝင်တွေနဲ့အဆက်အသွယ်ဖြတ်ချပေးမယ်လေ။သူရဲ့နောက်ထပ်ခြေလှမ်းတွေကိုတရုတ်နိုင်ငံမှာစတင်တော့မှာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။